2009ခုနှစ်ရွှေဝါရောင်တန်ကတော်လှန်ရေးရှင်းနှစ်ပြည့်အဖြစ်နန်ကုံမြို့အပါအဝင်နယ်မြို့တချို့မှာစက်တင်ဘာလ18ရက်နေ့ကအမှတ်တရအခမ်းအနားတွေပြုလုပ်ခဲ့ပါတယ်။ရန်ကုန်မြို့ရွှေတကုံဖျားမှာပြုလုပ်ခဲ့တဲ့ရှင်းနှစ်ပြည့်ဆုတောင်းပွဲကိုတော့အလဲသောကပြည်ပကနေမင်းအောင်ကတာရောက်တည်င်းရယူထားပါတယ်။ နေ့စတေမာလာ၁၈ရက်နေ့မှာရွှေဘောင်ဒေါ်လာရေးဖြစ်ပွားခဲ့တာဟာရှင်းနှစ်ပြည့်မြောက်တဲ့နေ့ပဲဖြစ်ပါတယ်ဒီရှင်းနှစ်ပြည့်မြောက်တဲ့နေ့မှာအမတ်တရအနေနဲ့ရွှေဘောင်ဒေါ်လာရေးမှာပါဝင်ခဲ့တဲ့တန်ဃာတော်များနဲ့ထိုင်ငံတကျလှုပ်ရှားသူတွေဟာရွှေတုံဘုရားရှင်မြေတော်မှာရှိတဲ့အောင်မြင်နေရာမှာဆူတောင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်ရွှေတုံဘုရားအောင်မြင်မှာပြုလုပ်ခဲ့တဲ့ရွှေဝါရောင်တန်ဃာဒေါ်လာရေးရှင်းနှစ်ပြည့်ကိုအရေးကြီးမှာပါဝင်ခဲ့တဲ့တန်ဃာတော်အချို့နဲ့ရပ်ဖက်အဖွဲ့အစည်းအချို့ကပြုလုပ်ခဲ့တာပါတော်ပါ အဲ့လိုပြုလုပ်ရမှာတော်လန်ရေးကာလာတွင်ကြာဆုံးခဲ့တဲ့တန်ဃာတွေပြည်သူတွေကိုအမတ်တရားအနေနဲ့တန်ဃာတော်နဲ့ပြည်သူတွေကဝေပြုဆူတောင်းခဲ့တာပါတူတောင်းပွဲမှာပါဝင်ခဲ့တဲ့ဆရာတော်ဦးစန္ဒသတိမှလည်းအခုလိုမိန့်ကြားခဲ့ပါတယ်ခန္ဓာပွဲကြီးရလို့ဖို့လိုအပ်မှုရအခုလိုလို့အခုလိုတိုင်းပြည်မှာဒီရှင်ဝါရုံစိတ်တက်ဒီဆက်လက်ပြီးရှင်သန်နေဖို့လိုတယ်ရှင်ဝါရုံစိတ်တက်ဒီဆက်လက်ရှင်သန်နေမှာဦးစင်းတို့ပါကျင်တဲ့တိုင်းပြည်အပြောင်းလဲကိုဖြစ်မယ်အဲ့ဒီရွယ်ချက်နဲ့ဦးစင်းတို့ဒီရှင်ဝါရုံတော်လိုင်းနှစ်ပတ်လည်ခန္ဓာတော့ဟုတ်ပါ ဆက်လက်ပြီးအဲဒီစုတောင်းပွဲမှာပါဝင်ခဲ့တဲ့မတ်ဆုစုတွေကလည်းအခုလိုပြောပြပါရယ်2000ခုတန်ခါရေးခင်းတော့ဆိုရင်အဲကျမတို့အရင်နဲ့မမျှအောင်ခန်းစားရပါတယ်ဘုရင့်ဘာသာဝင်တယောက်နေနဲ့မြန်မာမျိုးသမီးတယောက်နေနဲ့ကျမတို့ရှေ့မှာပေါ့နော်အဲဒီဆရာတော်တန်ခါတော်တွေကိုလက်ပြန်ကြိုးတုတ်ပြီးတော့ ရှေ့ရနေပြီတော့ပေါ့နော်နောက်ကနေစက်ကားရလိုက်ပြီတော့တနတ်တွေမိုးပေါ်ထောင်ပစ်ပြီတော့ပေါ့နော်ဖမ်းဆီးသွားတဲ့နောက်ကိုပေါ့ကျမကိုယ်တိုင်ကားနဲ့ဒီဖုံးရင်းတွေဖမ်းပြီးတော့ခေါ်ဆောင်သွားတဲ့ကားနောက်ကနေကျမကိုယ်တိုင်လိုက်သွားတာပါတနတ်တန်တွေကြားထဲမှာပေါ့အဲ့ချိန်မှာကျမတို့တော်တော်လေးခံစားခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ရမျိုးလေကျမတို့ဟိုကျမတို့အသက်ရှင်နေတဲ့ရေနောက် ဘယ်တော့ခါမှကျွန်တော်တို့မကြုံတွေ့ခြင်းဘူး။ဘာဖြစ်လို့လဲဆိုကျွန်တော်တို့နိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာသာသနာကိုပေါ့နော်ကျွန်တော်တို့ကာကွယ်စောင့်ရှောက်ကြမယ်ဆာကျွန်တော်တို့ရဲ့ဘာသာသာသနာဖခင်သားတော်တွေကိုပေါ့နော်အဲဒီရာဇဝတ်သားကြီးတွေလို့လက်ပြန်ကျိုးတုပ်ပြီးတော့တနတ်တွေနဲ့ပြစ်ခတ်ဖမ်းဆီးသွားတာမျိုးကျွန်တော်တို့နောက်ဘယ်တော့ကြိတ်ခါမှကျွန်တော်တို့မကြုံတွေ့ခြင်းဘူး။ဒါကြောင့်မို့ဒီရှစ်နှစ်ပြည့်အခမ်းအနားကိုပေါ့နော်ကျွန်မဟိုတက်ရောက်ချင်းဖြင့်ဟိုတန်ခါတော်တွေကနေပြီးတော့ တန်ကအာစာနေတွေရနေပြီးတော့မြန်မာပြည်သူလူထုတွေအတွက်မေတ္တာပို့ပြီးတော့ရှေ့တန်းကနေမမမရက်တီပေးသွားတာကိုကွန်ပျူတာအနေနဲ့တမတက်ရောက်ခြင်းဖြစ်ပါတယ်။ဒါ့အပြင်နိုင်ငံလုံးဆိုင်ရာရွှေဝါရောင်တော်လန်ရင်းနှစ်ရှစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုလည်းတင်ငန်းညို့မြို့နယ်မှာရှိတဲ့ဓမ္မပီယဖုံတော်ကြီးကျောင်းမှာကျင်းပခဲ့ပါတယ်။ဒါတော့တော်ကြီးဒီမှာဒီမှာပါဝင်ရဲ့ဒီလိုဆင်းရဲကြည့်ပါ။ဝမင်းကတော့ရှစ်ပြောင်းလာရင်မှဒီလိုကြည့်ပါတော့ဆန္ဒပြဖြစ်ပါတယ်။ရွှေဝါရောင်တော်လန်ရင်းအခမ်းအနားရပ်ပြန်ရတယ်လေ။ ဇိုဝါခန်းနာကိုနိုင်ငံလုံးဆိုင်ရာရွှေဝါရောင်တန်ဃာတော်များကွန်ရက်ကဥဆောင်ကျင်းပခဲ့တာဖြစ်ပြီးသဘောထားကြေညာချက်အချို့ကိုလည်းထည့်သွင်းဖတ်ကြားထုတ်ပြန်ခဲ့ပါတယ်။အဲဒီသဘောထားကြေညာချက်မှာလာမယ့်ရွေးကောက်ပွဲမှာတရားမျှတလွတ်လပ်စွာနဲ့အောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ရဟန်းရှင်လှုပ်သားပြည်သူလူထုနဲ့အတူငြိမ်းချမ်းစွာဆောင်ရွက်ပေးဖို့အပါအဝင်အချက်၆ချက်ပါဝင်ခဲ့ပါတယ်။၂၀၁၅ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲကြီးကိုတရားမျှတလွတ်လပ်စွာဖြင့်ဥလဲမတုံဖြစ်ချက်မရှိ ြည်သူဆန္ဒပြည်သူသဘောထားပြေဝစွာဖြင့်ကျူစင်ပကတိညဉ့်ဉန်းခြင်းမရှိဘဲအောင်မြင်စွာကျင့်ပါနိုင်ရန်အတွက်ယဟန်ရှင်သူလူသားပြည်သူမူထုနှင့်အတူငြိမ်းချမ်းစွာဆောင်ရွက်ပြည်ရန်အခြေခံနှင့်တော်ရအဖြစ်နိုင်ငံကြီးအရအာဏာခွဲဝေမှုပြဿနာသည်စစ်ပွဲများတွင်ပါဝင်နေကြသောတိုင်းဒေသလက်နက်ကိုင်တပ်မတော်များနှင့်အစိုးရတပ်မတော်တို့အကြား ယနေ့တိုက်ခိုက်ဖြစ်ပွားနေသောစစ်ပွဲများကိုရစမ်းကြည့်အန်အန်စီအေဒီကာကြုံမှု၆ချက်ကိုပြောင်းလဲစေပြီးလက်နက်ကန်သူအလုံးလိုက်နာချေသုံးရမည်ဥပဒေတရားကိုရေးဆွဲချမှတ်နိုင်မှသာရင်းချမ်းရေးရယူနိုင်မည်ကြည်စစ်ပွဲအလုံးချက်ဆိုင်စေပြီးဒီကြောင်သဘောထားကြေညာချက်ထုတ်ပြန်လိုက်ပြီးနိုင်ငံလုံးဆိုင်ရာရှင်ဝါရောင်သမားတို့များဒီနေ့ကရှင်ဝါရောင်ရှင်ဝါရောင်တော်လိုင်းရဲ့နှစ်ပတ်လည်ခမ်းနားပဲဒီခမ်းနား ိုင်းမှာဘယ်လိုမှမေးလို့မရတဲ့ဒါဖြစ်ရတယ်။ဒါဓမ္မနဲ့အတ္တမပေါ့နော်။ဘသူကသွန်မိုးလဲခြေဆိုးလဲဆိုတော့ခင့်ရပေါ့နော်။အခြေအနေကိုပြရတဲ့ဒါခန္ဓာလေးလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ဒီချိန်ထိဒါဓမ္မတို့ရဲ့ဒီလူကဓမ္မနဲ့အတ္တမလိုဆွဲခွဲကြားထဲမှာရှိနေတယ် မြောင်မြမျိုးမှာလည်းရှင်နစ်မြခန္ဓာဖြစ်ရည်စူးစွန့်ကပ်လူသားမြစ်တာပို့အမြဝေဒါတွေကိုပြုလုပ်ခဲ့ပါတယ်။အဲဒီခန္ဓာကိုတော့မြောင်မြလူငယ်ကွန်ရက်ပညာခန်းမှမှာတန်ကအပား80ကျော်ကိုဖိတ်ကြားစွန့်ကပ်လူခဲ့တာပါ။မြောင်မြမျိုးစัจจာနန္ဒဖယားဝင်အတွင်မှာတော့တန်ကတော့အပား90ကျော်လူဝင်အား90ကျော်တို့ကမြစ်တာပို့တာတွေပြုလုပ်ခဲ့ကြပါတယ်။